ပြီးတော့ဒီနေရာမှာကတိုင်း7ပါးကတိုင်းတစ်ပါးတစ်ပါးနဲ့တမပတ်7ပါးစီပောက်ပြီဆိုလို့ရှိလို့ပထမကနေဩဒတကတိုင်းအထိပဲနော်အဲ့ဒီအချိန်ကမှယောဂီပုဂ္ဂိုလ်ကအဘိညာဉ်ဘက်ကိုကုကျင်တယ်ဆိုလို့ရှိရင်ဘာလို့ပါလဲ34မျိုးသောအချင်းရာအဖြစ်ဒီကတိုင်း7ပါးကတိုင်းတစ်ပါးတစ်ပါးမှာတမပတ်7ပါးစီကိုကြည့်ကြည့်ပြီးရပါတယ်34မျိုးသောအချင်းရာဆိုတာကနံပါတ်1ကတိနာနုလောမပဲ ကတိုင်းမြေကိုအစဉ်အတိုင်းဇံဝင်စားနေရတဲ့တန်ကတော့လွယ်လွယ်ပဲနော်ပထမကတိုင်းမှာပထမဇံကနေပြီးတော့နိဝတ္တိညာအဋ္ဌိအဘောကတိုင်းမှာလည်းပထမဇံကနိနိဝတ္တိညာအဋ္ဌိစတဲ့အစဉ်တဲ့ဩဒရကတိုင်းအဋ္ဌိဝင်စားရအဲဒီလိုဝင်စားတာကလည်းအကျဉ်းရာနဲ့တစ်ဆောင်နဲ့ချီပြီးတော့ဝင်စားဖို့ရအတွက်အထက်ကရများကတော့ညွှန်ကြားထားပါနော်တို့တော့လေကောင်းအားရှိနိုင်တယ်ဆိုလို့ရှိရင်တော့ဘုံရေပေါင်းများစွာဝင်စားတယ်တော့ဘုံကောင်းတကယ်အတွက်မှာကအခေါပေါင်းများစွာရအောင်လိမ့်ကြည့် တတခတ်တုံပိသဟတဲ့ခတ်တုံပိတမပိစတိဆိုပြီးတော့ဒီလိုအခကရကဖွင့်ထားပါတယ်အကျင်ရာဘုံညာစွာထောင်ဘုံညာစွာကိုဝင်စားရမယ်ဝင်စားပြီးတဲ့အချိန်ကကြတော့မှမလုပ်လဲနံပါတ်1ပဋိနာပဋိလောမကတိုင်းပဋိလောအဖြစ်တစ်ခါပြန်ပြီးတော့ဝင်စားရတယ်ကတိုင်းပဋိလောဆိုတဲ့ဥစ္စာကတော့ဘုန်းကြီးတို့ခုပထဝီကနေဩဒတအဋ္ဌိအစဉ်တန်းဝင်စားတော့ရောမြန်လှမ်းပြီးတော့ဩဒတကတိုင်းကနေပြီးတော့ပထဝီကတိုင်းအဋ္ဌိကတိုင်းတစ်ခုတစ်ခုမှာတမပ္ပရှင်းပတ်စီရောမြန်လှမ်းပြီးတော့ဝင်စားရတယ် နောက်တစ်ခုနံပါတ်3ကြတော့ယသိဏဏီလောမပရိလောမပထဝီကနေဩဒတဩဒတကနေပထဝီပထဝီကနေဩဒတဩဒတကနေပထဝီတိုင်းတစ်ပတ်တစ်ပတ်မှတစ်ပတ်ပတ်ရှင်းပါစီရှင်းပါရစေသုံးဆန်းခောက်တော့ခောက်ကြဝန်ဆိုင်ရအဲဒီလိုဝန်ဆောင်မှုအောင်မြင်ပြီဆိုလို့ရှိရင်နောက်တစ်ခုဘာလုပ်ရလဲဒါနဏီလောမဇာတိကိုအစဉ်အတိုင်းဝန်ဆောင်ရဘရမဇန်ကနေပြီးတော့ဒီခါကျတော့ဇန်ကိုဥစားပေးတယ်တတိုင်းကိုဥစားမပေးဘူးနော်သဘောချင်းကတော့တိတ်မကွာဘူးဒါပေမဲ့ဥစားပေးစနစ်ချင်းကွာတာပဲ ပရမဇံကနေပြီးတော့ဒီဘတင်ညာအတိအစဉ်တိုင်းဝင်စားတယ်။ဒါတိုင်းတစ်ပတ်တစ်ပတ်မှာတဘဘရှင်ဘကိုဇံကိုဥစားပေးပြီးတော့အစဉ်တိုင်းနဲ့ဇံအစဉ်တိုင်းဝင်စားတယ်။ဝင်စားလို့အောင်မြင်ပြီဆိုလို့ရှိရင်နောက်တစ်ခုဘာလုပ်ရလဲ။ဇံကိုပဋိလုံအဖြစ်တစ်ဖန်ပြန်ပြီးတော့ဝင်စားရတယ်။မြေဝတင်ညာနဲ့နေရဏပထမကတိုင်းမှာဆွကြစို့။မြေဝတင်ညာနဲ့နေရဏဇံကနေကြောင်းမြန်လှမ်းပြီးပရမဇံအတိကြောင်းမြန်ဝင်စားရတယ်။အဲ့ဒီအပိုင်းကြိုင်နည်းနည်းဖြစ်သွားပြီနော်။ ဒီဘိတ်မှာလက်ကျင်ကန်းနေမအောင်မြင်ခဲ့ရင်ဒီဘိတ်မှာလက်ကျင်ကန်းကအောင်မြင်မှုနဲ့တက်ပါတယ်။အများအားဖြင့်တော့ဘုန်းကြီးယောဂီတော်ခမည်းများကိုသင်ပြတာကတော့ဝိပဿနာဘိတ်မှာတော်တော်လေးအချင်းချင်းကြမှသာလို့ဒီဘိတ်ကိုသင်သင်ပြတယ်။ဘာကြောင့်လဲ။သမာပတ်လို့ခေါ်ဆိုအပ်တဲ့ဉာဏ်သမာဓိတွေကိုအချင်းခံပြီးဝိပဿနာကုတဲ့အခါမှာဝိပဿနာဉာဏ်ကြီးကအရှင်ဟောအကောင်းလာတာမှန်တယ်။ဝိပဿနာဉာဏ်ကြီးကရင့်ကျက်လာလို့ခင်ခန့်လာပြီးတလို့ရှိရင်လည်းဝိပဿနာဉာဏ်ရဲ့စွန့်အင်ကြောင့်ဒီဇန်မာပတ်ဒီခါလည်းပြန်ပြီးခင်ခန့်လာတယ် ဝိပဿနာဉာဏ်ကသံဓမ္မမတ်တိခင်ခံရေးအတွက်တဖန်ပြန်လည်ပြီးတော့ဆောင်းလျှောက်ပေးတယ်။ဒါဖြစ်လို့ပရမဇံဝင်စားလိုက်ပရမဇံနာတရားဒီကိုအိသဒုက္ခအနတ္တလက္ခဏာယသုံးတန်းတည်းလက်ရှင်းပြီးတော့ဝိပဿနာရှုလိုက်ဒုတိယဇံဝင်စားလိုက်ဒုတိယဇံနာတရားဒီကိုဝိပဿနာရှုလိုက်စသည်ဒီလိုထက်ကတက်ကဤဘာမြတ်ဆိုလေ့ကျင့်ထားတော့သံဓမ္မပါလဲခိုင်သွားတယ်ဝိပဿနာဉာဏ်นี่လည်းရင့်ကျက်လာတယ် အဲ့ဒီလက်ကျင်ကအောင်မြင်တဲ့ပုဂ္ဂိုလ်ကိုခုငတိုင်းအနုလောပတိလောစသည်ဖြင့်ဇန်အနုလောပတိလောစသည်ဖြင့်ဒီသဘောတရားတွေသင်ပေးလိုက်တဲ့အချိန်ခါမှာသူတို့ကဇန်တစ်ခုနဲ့တစ်ခုလွယ်လွယ်လေးနဲ့ကုလို့ရထက်တယ်နော်အဲပရမဇန်ကနေနေဝတင်ညာအထိနေဝတင်ညာကနေပရမဇန်အထိဇန်ကိုအနုလောပတိလောနဲ့ဝင်ကြရပေါင်းလိုက်တော့ဘယ်နှမျိုးရှိတော့လဲ၆မျိုးနော်နောက်တစ်ခုကျတော့ဇန်ဥက္ကန္တိကဇန်ကိုခုံကျော်ပြီးတော့ဝင်ကြရပထဝီကတိုင်းမှာပရမဇန်ကိုဝင်စားတယ် ဲ့ဒီမထဝီကတိုင်းမှာပဲဒုတိယဇံဝင်စားပဲနဲ့တတိယဇံကိုပုံပြောပြီးတော့ဝင်စားအဲတတိယဇံကနေပြီးတော့နောက်တစ်ခုပါဝင်စားလဲအာကာသဉာဏ်ရဏဇံကိုဝင်စားတယ်အဲ့ဒီကနေပြီးတော့အကိဉာဏ်ရဏဇံကိုပြောပြီးတော့ဝင်စားလိုက်အဲ့ဒီတော့ဒီတွတ်တွတ်ယောဂီပုဂ္ဂိုလ်ကြီးပေါ့လေအထွတ်အထိပ်နိုင်ငံသားတွေကဒီမျိုးကိုမြင်ကြပါတယ်ဒါနေကိုအဲ့ဒီလိုတက်ရခုံစုလို့ရပါလားတဲ့ ရတော့ရတယ်အထုဆပုဂ္ဂိုလ်မှာတော့မလွယ်ဘူးကျွမ်းကျင်လာလို့ဒီအဆင့်ရောက်သွားပြီဆိုရင်သဘောဝိပဿနာနယ်နဲ့ရောက်ပြီဆိုရင်တော့လွယ်ပါတယ်လို့ဒီလိုပဲပြင်ပြဝိပဿနာနယ်နဲ့ရောက်တဲ့ပုဂ္ဂိုလ်ကဥပမာဆိုကြပါစို့မိမိကအတိတ်ကလည်းပါရမီကသရုတ်ရသံဃုံဥပဒနာရှိပြီးတော့မဉ္ဇဉ်ဘုံဉ္ဇဉ်စိတ်ဘုံဉ္ဇဉ်အတွက်ညီဝဲတောင့်တပြီးပါရမီမျိုးစည်လည်းထူထောင်ခဲ့တယ်ဆိုကြတယ်နော်ဆိုပုဂ္ဂိုလ်ကဝိပဿနာရှိခဲ့ပြီးစုံလင်သွားတဲ့အချိန်ခါမှာမိမိကသရုတ်ရသံဃုံပဲဥစားပေးပြီးတော့ဥပဒနာရှိလို့တဲ့စိတ်ဓာတ်ရှိတယ် အဲ့ဒီတင်ကမထေယောဂီပုဂ္ဂိုလ်ကသရုတ်တန်ဇံကိုဝင်စားလိုက်သရုတ်တန်ဇံကိုဥပဒနာရှိလိုက်ရတယ်ပထမဇံကနေစပြီးပြန်ဝင်စားနေလို့လောက်ပြီမလို့တော့သူ့မှာစွန့်အင်းတွေကတော်တော်လေးပြီးပါသွားပြီအလားတူပဲကိုဒီအပိုင်းမှာလည်းဇံတွေကိုခုံကျော်ရှုတဲ့အပိုင်းမှာရှေးဘိန်းကတည်းကကျင့်ရတာပါလေဒီဘိန်းမှာလည်းမိမိဝင်စားခြင်းနဲ့ဇံကိုခုံကျော်ပြီးဝင်စားရင်ရနိုင်တဲ့သဘောမျိုးရှိနော်အဲ့ဒါကြောင့်ပထမဇံမှာပထမဇံဝင်စားတယ်ဒုတိယဇံဝင်စားဖို့ခုံလိုက်တယ်တတိယဇံဝင်စားတယ် တတဇံဝင်စားဖို့အာကာသဉာဏ်နဲ့ဇံကိုဆက်ပြီးတော့ဝင်စားနိုင်အာကာသဉာဏ်နဲ့ဇံကိုဝင်စားလို့ရှိရင်ပထမကတိကိုမလုပ်ရမလဲ။ဘာရနော်။အာကာသကိုတစ်ဖက်တည်းနှလုံးသွင်းရ။ပြီးတော့မှတခါအာကိစ္စဝိညာဉ်ဉာဏ်နဲ့ဇံကိုဝင်စားတော့ဘူးအာကိစ္စဉာဏ်နဲ့ဇံကိုဆက်ဝင်စားတယ်။လာလူပဲဒီပထမကတိမှာဒုတိယဇံဝင်စားတယ်။ပြီးတော့သရုတ်ဒဇံဝင်စားတယ်ပြီးတော့ဝိညာဉ်ဉာဏ်နဲ့ဇံဝင်စားတယ်ပြီးတော့နိဝတ်ဉာဏ်နဲ့ဉာဏ်နဲ့ဇံကိုဝင်စားတယ်။ဇံကိုခုံပြီးတော့သူကရှုတယ်နော်။ ရွတ်ပြီးတဲ့အချိန်ကကြတော့မှပထမကြီးမှာအဲ့ဒီလိုရွတ်ကလေးကျန်တဲ့ကတိုင်းမှာလည်းပုံစံတူတဲ့ဇန်နီကိုခုံကျော်ရှုရနော်ဒါဇန်နုကန္တိကလို့ခေါ်ပါတယ်ဇန်နီကိုခုံကျော်ရှုပြီးတဲ့ပုဂ္ဂိုလ်ကနောက်တစ်ခုကတိနုကန္တိကကတိုင်းခုံကျော်တဲ့စနစ်ကိုတခါလောက်ပါဉာဏ်နဲ့ကတိုင်းခုံကျော်ရှုတယ်ဆိုတာကပထမကတိုင်းမှာပရမေသံဝင်စားတယ်အဲ့ဒီပထမကတိုင်းမှာပဲတခါပထမကတိုင်းမှာပရမေသံဝင်စားပြီးတဲ့အချိန်ခါကျတော့မလုပ်တယ်လေ အာဘောကတိုင်းမသွားတော့ဘဲနဲ့ဒိသောကတိုင်းရှင်လိုက်ကတိုင်းကိုဖုံလိုက်ဒိသောကတိုင်းမှလည်းပထမဇံပဲဝင်သားလိုက်သို့မဟုတ်ယောဂီပုဂ္ဂိုလ်ကအဲ့လိုဇံဒီကိုတစ်ခုစီခုံ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 ပြီးတော့အဲဇံကိုမခုံဘဲနဲ့ကတိုင်းကိုတစ်ခုစီခုံခုံပြီးတော့ဝင်သားလိုက်တယ်နောက်ဆုံးပထမကတိုင်းပထမဇံဒိသောကတိုင်းမှပထမဇံနီလာကတိုင်းမှပထမဇံလောဟိတကတိုင်းမှပထမဇံ နောက်တစ်ခုတခါအာဘောကတိပရမဇံဝါယောကတိပရမဇံပိဒကတိပရမဇံဩဒဒကတိပရမဇံသတ္တုပရမဇံဤပဲသင်္ကေတဝင်စားတော့နောက်တစ်ချက်ပြန်လာတဲ့ပထမကတိမှဒုတိယသာအဲနောက်တတတိယသံသရုတ်သံသတ္တုအကုန်လုံးညောတဲ့ညာအထိအဲ့ဒီတဲ့အစဉ်တဲ့ကတိကိုခုံခုံပြီးတော့ဝင်စားတယ်ကတိခုံဝင်စားပြီးတဲ့အချိန်ကကြတော့မှနောက်တစ်ချက်ယောဂီပုဂ္ဂိုလ်ကမလုပ်တယ်ဒါနဲ့ကတိလောကန်တိကဇံရောကတိကနှမျိုးလုံးနှမျိုးလုံးကိုသူကခုံညာနေမှာပထမကတိမှာပရမေဇံဝင်စားတယ် ေဇောကတိုင်းကြတော့တတိယဇံဝင်စားလိုက်ဟုတ်ခုံးသွားပြီဆက်ကူလုံးခုံးသွားပြီနီလာကတိုင်းကြတော့အာကာသဉာဏဇံကိုဝင်ဝင်စားတယ်လောဟိတကတိုင်းကြတော့အကိဉာဏဇံကိုဝင်စားတယ်နှစ်ခုလုံးခုံးလိုက်ပြီးတော့အာဘောကတိုင်းမှာဒုတိယဇံဝင်စားတယ်ဝါယောကတိုင်းမှာသရုဒ္ဓဇံဝင်စားတယ်ပိတာကတိုင်းကြတော့ဝိညာဉ်ဉာဏဇံဝင်စားတယ်ဩဒဒကတိုင်းကြတော့မြေဝတိဉာဏဉာဏဇံဝင်စားတယ်ပြီးတော့ဩဒဒကတိုင်းဘက်ကပြန်ကြည့်လိုက်ရင်ပြောချင်သူက ပထမဉာဏ်ကနေအစဉ်တိုင်းပွားလာတာဟုတ်ပြီလားဘုန်းတော်ကနေဝတ္တဉာဏ်နဲ့နေနာကိုအခုံရှုအချုပ်နေတာတော့အဲဒီလိုဇန်ဒီကတိုင်းကြီးကိုပေါ့လေသူ့နည်းစနစ်နဲ့ဇာလေးချပြီးတော့ဘုန်းကြီးကသင်ပေးပါတယ်နော်အဲဒီနည်းစနစ်အဖြစ်ကျင်းပန်းများစွာဝင်စားပြရဇန်ခုံနာကတိုင်းခုံနာဇန်နဲ့ကတိုင်းနှစ်မျိုးလုံးခုံနာနည်းညံ့နည်းညံ့ပြီးတဲ့အချိန်ကကြတော့မှနောက်တစ်ဆင့်မလုပ်ရတဲ့အင်္ဂတ္တင်္ဂန္တိကဇန်င်္ဂန္တိကိုပြောင်းရွှေ့ရှု ဒိုင်းကရီကိုပြည့်စုံရှိတဲ့တရားပထမကတိနှင့်ပထမဇာနံတမ္မာဖိစိတ်တို့အတ္ထေဝဣဇေသမိတမ္မာဖိစနအင်္ဂတင်္ဂတိကနာမဒုက္ခဒိုင်းငါကိုဥစ္စာပေးပြီးတော့ရှိတာပဲဒါသိကဲ့အလေးကရုပြည့်မှုနဲ့အပေါ်မူတည်ပြီးတော့ကြောင်းလဲသွားတာပဲနော်ပထမဥမာပထမဇာဝင်စားတာအမှန်နဲ့ဝင်စားပြီးတဲ့အခါဘာကိုဥစ္စာပေးရှိလဲဒိုင်းငါကိုဥစ္စာပေးရှိသွားအဲဒုတိယဇာမလဲဒိုင်းငါကိုဥစ္စာပေးရှိသွားနော်နောက်တစ်ခုအာရမဏတင်္ဂတိကအာယုံကြောင်းပရိယကနိုင်ကိုဝင်စားတဲ့ ဓမ္မကတိနေပရမဇဏံတမ္မပိတ္တဝါတတ္ထေဝအဘောကတိနေပရမီကတိမှာပရမဇံကိုဝင်စားတယ်အဲ့ဒီကြတော့ကတိကိုဥစားပေးပြီးတော့ဝင်စားသွားတယ်နော်အဘောကတိမှာလည်းပရမဇံစက်တယ်ပဲဒီလိုအစဉ်တုံးပဲကြောက်ပြီးတော့ဝင်စားသွားလိုက်တယ်နောက်တစ်ခုအင်္ဂါရမဏတင်္ဂါတိကဇိုင်ကလည်းကြောင်းရွှေ့တယ်အာယုံလည်းကြောင်းရွှေ့မပရမီကတိမှာပရမဇံဝင်စားတယ်အဘောကတိကြတော့ဒုတိယဇံဝင်စားတယ်နှစ်ခုကြောင်းတယ် ဒီသောကတိကြတော့တတိယဇံဝင်စားတဲ့ဝါယောကတိမှာသုဒ္ဓတံနီလာကတိကြတော့အာကာသနိရဏဇံပိတကတိမှာဝိညာဉ်နိရဏဇံလောဟိတကတိကြတော့အာကိသိရဏဇံဩဒတကတိကြတော့နိဝတိရဏနာတိရဏဇံသတ်လို့ဒီအဲ့ဒီကိုပေါ့လေစက်ကလေးလှည့်ပြီးတော့ဝင်သားရအဲ့ဒီလိုအင်းကဇိုင်းကရီကလေးကြောင်းရွှေ့ပြီးတော့ရှိတယ်အာယုံကိုလည်းကြောင်းရွှေ့ပြီးတော့ရှိရွှေ့ပြီးတဲ့အချိန်ခါကျတော့နောက်တစ်ခုအင်းကဝဝထပနာဇိုင်းကကိုပိုက်ချမှတ်တတ်ပြီး ပရမဇံဝင်စားတဲ့ဟောဇိုင်းက၅ပါးရှိတယ်။ဒါပိုက်ချမှတ်တယ်လေ။ဒုတိယဇံဝင်စားတဲ့ဇိုင်းက၃ပါးရှိတယ်။တတိယဇံဝင်စားတဲ့ဇိုင်းက၂ပါးရှိတယ်ဆက်လို့။အဲ့ဒီလိုဇိုင်းကလေးတွေကိုပိုက်ချသွား။နောက်တစ်ခုကတော့အာရမဏဝဟထာပနအာယုံကိုပိုက်ချမှတ်တယ်ပထဝီကတိုင်းကိုပရမဇံဝင်စားတယ်ဆိုကြတယ်။ဒါကပထဝီကတိုင်းပဲလို့ပိုက်ချမှတ်တယ်။ဒုတိယဇံဝင်စားတဲ့ပထဝီကတိုင်းလို့ပိုက်ချမှတ်တယ်။အဲ့ဒီလိုအာယုံကိုပိုက်ချမှတ်တာမှအင်္ဂါအာရမဏဝဟထာပနဆိုပြီးတော့ လက်ကျက်ပေါင်းလိုက်တော့14မျိုးပဲနော်အဲ့ဒီ14မျိုးတော့အကျင့်အဖြစ်ဒီကတိုင်းရှင်ဘတ်သမဘတ်ရှင်ဘတ်ကြီးကိုလက်ကျက်ပေးရစိတ်ကိုယ်တိုင်နိုင်ငံအောင်လက်ကျက်နေတာပဲ